crypto market မှာအခုလိုအနည်းရောင်ချောင်းအကြီးကြီးတွေအစိမ်းရောင်ချောင်းအကြီးကြီးတွေဘယ်လိုမျိုးဖြစ်လာတာလဲသူရဲ့လှုပ်ဆောင်ချက်တွေကဘယ်လိုမျိုးရှိတာလဲအခုလိုအနည်းရောင်ချောင်းအစိမ်းရောင်ချောင်းအကြီးကြီးဖြစ်လာရအောင်နောက်ွယ်ကလှုပ်ဆောင်ချက်တွေကဘယ်လောက်ထိကျန်းလာလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်နဲ့အတူလေ့လာကြည့်ရအောင်ပါဒီဗီဒီယိုကိုညီကိုတို့လေ့လာပြီးသွားပြီဆိုလို့ရှိရင် market ထဲမှာကိုကအရာအဝယ်လုပ်တဲ့အခါမှာဘယ်နေရာကိုရောက်ပြီဆိုရင်တော့ကိုကဝယ်သင့်ပြီဘယ်နေရာကိုရောက်ပြီဆိုရင်တော့ကိုကကျောင်းသင့်ပြီဆိုတာကိုအကြံဖြေလေးသိသွားမှာဖြစ်တယ် okay ဒါဆိုရင် ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါဒီဗီဒီယိုမှာအနီရောင်ချောင်းအစင်းရောင်ချောင်းအလုအခုလိုမျိုးအကြီးကြီးဖြစ်တယ်ဆိုတာကလူအုပ်ကြီးနာကိုလိုက်တဲ့ပုံစံနဲ့တူတယ်လူအုပ်ကြီးကဝိုင်းပြီးတော့ဝယ်တယ်ဆိုလို့ရှိရင်ဈေးကဘုံတိုင်းဆိုပြီးတော့တင်မယ်လူအုပ်ကြီးကဝိုင်းပြီးတော့ရောင်းထုတ်ပြီဆိုလို့ရှိရင်တော့ဈေးကဘုံတိုင်းဆိုပြီးတော့ကျပါမယ်ပေါ့နော်ဒီနေရာမှာလူအုပ်ကြီးပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ wave trade လည်းပါမယ် institution လည်းပါမယ် retail trader တွေလည်းပါပါမယ်ပေါ့နော်စသဖြင့်အများကြီးပဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာ key point အနေနဲ့ကြည့်ပါဆိုလို့ရှိရင်တော့ဈေးကွက် ထဲမှာအရာအဝယ်လုတ်တဲ့ဒီဈေးကွေးရဲ့ဘွန်လူးပေါ့နော်ဒီဘွန်လူးကိုပဲကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ကိုလိုမျိုးအနီရောင်အချောင်းအကြီးကြီးဆေးရောင်ချောင်းအကြီးကြီးဖြစ်တယ်ဆိုတာကဘွန်လူးတွေကြောင့်ဆိုင်တာပါပဲပေါ့နော်โอเคဆိုတော့အခုကျွန်တော်သုံးပါတော့ Binance ကိုပဲသုံးပါဖြစ်တယ် Binance platform ကိုကျွန်တော်သုံးပါမယ်ပေါ့နော်ဘဲကတော့ကျွန်တော်ရွေးထားတာက BAB နဲ့ USDT ဘဲကိုကျွန်တော်တို့ရွေးထားတယ်ပြီးတော့ရင်သူ့ရဲ့ဒီမှာမြင်တွေ့နေရတာက chart ဆိုပြီးတော့ခေါ်ပါတယ်ပေါ့နော်အဲ့ဒီ chart မှာမှာဒီအစိမ်းရောင်ပေါ့အစိမ်းရောင်ဆိုတာကဈေးတက်တာပါအနီ ရောင်ဆိုတော့ဈေးပြန်ပြီးတော့ကြရတဲ့ပါပဲပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ခေါ်မယ်ဆိုလို့ရှိရင်သူကို candlestick ဆိုပြီးတော့ခေါ်ပါတယ်ကိုလိုမျိုးအနီရောင်ချောင်းတစ်ချောင်းအစေးရောင်ချောင်းတစ်ချောင်းကိုက candle ဆိုပြီးတော့ခေါ်နေ candle ကတော့မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့ဖျောင်းတိုင်ပေါ့ဗျာနော်ဆိုတော့အခုလိုမျိုးဈေးတွေအများကြီးကျဖို့အတွက်ဆိုလို့ရှိရင် market ထဲမှာဘလောက်ထိအရောင်အဝယ်ဖြစ်နေတာလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့တိုင်းတာတာပါအခုလိုမျိုးအနီရောင်ချောင်းအစေးရောင်ချောင်းဖြစ်တဲ့ဆိုတာကလူတွေရဲ့ psychology ပေါ့နော်လူတွေရဲ့စိတ်ခံစားချက်တွေကိုတိုင်းတာတဲ့အချောင်းလေးတွေဖြစ်တဲ့ ယ်ဒီလိုမျိုးအနီရောင်ခြောက်အကြီးပေါ်တယ်ဆိုတာကလူတွေရဲ့စိတ်ခံစားချက်ကအရင်ကြောက်ရွံ့ပြီးတော့ဘောနော်ကြောင်းထုတ်တာဖြစ်တဲ့အတွက်ကြောင့်ဈေးတွေကအဲ့လိုကျသွားတာဒီမှာဆိုလို့ရှိရင်ဒီစိတ်ရောင်နဲ့ပြန်တက်သွားတယ်ဆိုတာကဒါတော့လောဘကြီးကြတယ်ဘောနော်လောဘကြီးပြီးတော့ဝယ်ရဝယ်ရဝယ်ရင်းနဲ့အဲ့လိုပြန်ပြီးတော့တက်သွားတာโอเคဆိုတော့ဒီလိုမျိုးဖြစ်လာဖို့အတွက်ဆိုလို့ရှိရင်ဈေးခွေတဲမှာစီးဆင်းနေတဲ့ငွေတွေလိုအပ်တယ်ဘောနော်မှ BNB လိုအပ်တယ် USDT တွေလိုအပ်တယ်ဆိုတဲ့ဖြစ်အဲ့လိုမျိုးတွေလိုအပ်ခြင်းဖြစ်တယ်โอเคဒါဆိုရင်ကျွန်တော်ဒီချက်ကနည်းနည်းသိလိမ့်တာဖြစ်တဲ့ကြောင့်မို့ဒါကြီးကိုကျွန်တော်ဒီလိုလေး ေးတစ်ချင်ကြည်လိုက်မယ်လေးရှိရောက်နေတဲ့ဈေးနဲ့ပဲကျွန်တော်သွားလိုက်မယ်ပေါ့နော်အဲ့တော့လေးရှိရောက်နေတဲ့ဈေးကသူဘယ်လောက်ဖြစ်နေတာလဲဆိုတော့16နှစ်ဆိုပြီးတော့ဖြစ်နေတယ်ဒါတော့သူ့ရဲ့ဈေးပေါ့နော်အဲ့ဒီဈေးကိုမှကျွန်တော်ကဥမာဆိုပါစို့960အထိကျွန်တော်ကဈေးကိုထွဲချချင်တာဒီလိုမျိုးဆွဲချချင်တာ sorry ဆိုလို့ရှိရင်အနီရောင်ချောင်းကြီးဒီလိုမျိုးပေါ်ချင်တာအဲ့လိုမျိုးဆွဲချချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ညီကိုတို့ဘလို့လောက်ရမှာလဲဆိုတော့ညီကိုတို့ရဲ့နေ့ထက်မှာ900နဲ့60အထိဆွဲချလို့ရတဲ့ BAB ပမာဏရှိမှရမှာဘာလို့လဲဆိုတော့ဒီဒီဆွဲချတယ်ဆိုတာငါတို့ကရောင်းထုတ်လိုက်တာရောင်း ထုတ်တာဖြစ်တဲ့အကြောင်းမို့ညီကိုရိုးရဲ့နေထက်မှာ BAB ရှိမှရောင်းထုတ်လို့ရမှာလေနော်အဲ့တော့ BAB ပမာဏကဘယ်လောက်ထိရှိရမှာလဲဆိုတော့ကြည့်မယ်990เนาะကျွန်တော်ကြည်ပေါ်တဲ့ကကျွန်တော်ဒီဘေးမှာရှိတဲ့ order book ကိုကြည်မှရမှာ990ဖြစ်တဲ့အတွက်ကြောင့်မို့အဲ 990ထိရောက်ဖို့ဆိုလို့ရှိရင်ဒီမှာတော့100ပဲရှိသေးတယ်ပေါ့နော်သွားလို့မရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တော့10လုံးလိုက်မယ်နော်10လုံးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ990ဆိုတော့ဒီ watching နော်ဒီမှာဒီဒီဘေးမှာပေါ်နေရတဲ့100 190ရို100 80တို့ဘာညာလို့ဆိုတာက BAB တကွာရဲ့ဈေးပမာဏပါနော်ပြီးရင်ဒီမှာမြေတွင်းနေရတာကအဲ BAB ပမာဏဘလောက်လဲပေါ့နော် BAB ပမာဏဘလောက်လဲပေါ့ဥပမာဒီမှာ100 90မှာဆိုလို့ရှိရင် BAB ပမာဏက1.08 8k ပေါ့နော်1100နဲ့100နဲ့ရှိတယ်ဒေါ်လာပမာဏဆိုလို့ရှိရင်တော့ဒီမှာ9သိန်းကျော်ကျော်လေးရှိတယ်နော်ဒီလိုလေးပါအခုဒီဒီမှာဆိုလို့ရှိရင်1080ဆိုတာက BAB တကွိုင်းရဲ့ဈေးအဲ့ဒါကိုမှမ 4.16k ဆိုတာက4000ကျော်ကျော်လေးပေါ့နော်ဒါ BNB 4000ကျော်ကျော်ပမာဏရှိတယ်လို့ပြောတာအရင်အတွက်ကိုပြောတာနော်ဒီအနောက်ကဒီအနောက်က 3.62k မှာဒါသူက million ပေးရမယ့်ပမာဏပေါ့နော်သူရဲ့တန်ကြီးပေါ့ဒီတန်လို့ရဲ့တန်ကြီးအဲ့ဒါကိုကျွန်တော်က990အထိဈေးဆွဲချခြင်းတယ်ဆိုလို့ရှိရင်990ဆိုတော့ကျွန်တော်တို့ဒီအထိဆွဲချ ာမှာ990ဆိုတဲ့ဒီဈေးဒီဆွဲကြမှာအဲ့လိုဆွဲကြမှာဖြစ်တဲ့ကြောင့်မလို့ဒီမှာရှိတဲ့ဒီ order တွေအကောင်လုံးကောအောင်မြင်အောင်ကိုကဝယ်နိုင်လိုက်မှရမှာမဝယ်နိုင်ဘူးဆိုလို့ရှိရင်တော့မရဘူးပေါ့နော်ကိုကဝယ်နိုင်မှာအဲ့လိုမျိုးဝယ်နိုင်ဖို့ဆိုလို့ရှိရင်ပဲမီကရိုရဲ့လက်ထက်မှာပတ်စံကဘယ်လောက်ထိရှိရမှာလဲဆိုတော့ဒီတန်းလို့ဆွဲကြကြည့်လိုက်မှာဟိုဟိုအယောင်လေးတစ်ယောင်နဲ့ပေါ့နော်ဒီမှာအရှိယောင်လေးအရှိယောင်ဖြစ်ဖြစ်လေးနဲ့အယောင်လေးတစ်ယောင်သွားနေလို့990ဒီဆွဲကြကျင်နေဆိုလို့ရှိရင်မီကရိုရဲ့လက်ထက်မှာရှိရမယ့် BAB ပမာဏက13000 ်နဲ့နေရနော်ဒီမှာဆိုလို့ရှိရင်တက်တောင်း3000နဲ့နေရပေါ့နော် what a average ပေါ့ဒီတက်တောင်း3000နေရညီကိုရဲ့လေးထက်မှာ BAB ပမာဏရှိပြီဆိုလို့ရှိရင်ညီကိုတို့ဈေးကိုဆွဲချလို့ရပြီနော်အဲ့လိုဆွဲချတဲ့အခါမှာဒါတော့ညီကိုတို့ရောင်းထောက်လိုက်တာပေါ့ဗျာညီကိုတို့ရောင်းထောက်လိုက်တာဖြစ်တဲ့တွေ့ရမို့ဈေးကကျသွားတာဒါပေမဲ့အဲ့လိုကျဖို့အတွက်ကလေးထက်မှာကိုယ့်ရဲ့လေးထက်မှာရှိရမယ့် BAB ပမာဏက1300နဲ့နေရဝေါ်ကျင်လောက်တော့ရှိမှရမှာဒါမှသာလျင်ခုနက860ဆိုတဲ့ဈေးကိုရောင်းမှာအဲ့လိုရောင်းတဲ့အခါမှာသူ့ရဲ့ဈေးက average ဘယ်လောက်နဲ့သွားမှာလဲ ဆိုတော့855ဈေးနဲ့သွားမှာဒီဈေးဝေါ်ကျလေးနဲ့သွားမှာအကုန်လုံးရှိသမျှဒီ BAB တဲ့အကုန်လုံးကိုဒီဈေးနဲ့ရောင်းထောက်လိုက်မှာတော့မဟုတ်ဘူးနော်သူက average လူတော်ပူလူတိုးပူ short ပေါ့ဗျာဒီဈေးနဲ့သူကရောင်းထုတ်သွားမှာအဲ့လိုရောင်းထုတ်တဲ့အခါမှာဆိုရင်သူက BAB ကိုရောင်းထုတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လေထန်းမှာဒေါ်လာပြန်ရမယ့်ပမာဏကဒီမှာ sam ပေါ့နော် pound နဲ့ USD ဆိုပြီးတော့17 17.350 million ကိုမျိုးကိုပြန်ပြီးတော့ပြန်ရလိုက်ဒါကတော့ဈေးဆွဲချတာပြောတာနော်အဲ့တော့ဒါတော့ဈေးဆွဲချတာတကယ်တော့ဒါဈေးက ြချင်တယ်ပေါ့အခုလိုမျိုးအမီရောင်ချောင်းအကြည့်ကြည့်ကြချင်တယ်ဆိုလို့ရှိရင်အခုလိုမျိုးဆွဲချမှာအဲ့လိုမှမဟုတ်ဘူးကျွန်တော်ကအခုလိုမျိုးဈေးတက်ချင်တာဒီမှာပဲကြည့်လိုက်နော်ဒီမှာဒီအမီရောင်ချောင်း sorry ဒီအစိမ်းရောင်ချောင်းကြည့်လိုက်အဲ့လိုမျိုးအစိမ်းရောင်ချောင်းအကြည့်ကြည့်ဖြစ်ဖို့ပေါ့အဲ့လိုအဲ့လိုဖြစ်ဖို့ဆိုလို့ရှိရင်ဒီကရွေးလင်းထဲမှာဒေါ်လာရှိမှရဒါကတော့ဟိုအတိတ်ကဖြစ်ခဲ့တဲ့ဟာဖြစ်တူကြမလို့ဥပမာပြရလို့ကတော့တိတ်မလွယ်ဘူးပေါ့နော်ဒါလေးပဲပြကြည့်အောင်လေရှိရောက်နေတဲ့ဈေးလေရှိရောက်နေတဲ့ဈေးကဒီဒီဝေါ်ကျင်လေ192နှစ်အဲ့ဒါကိုမှဟိုကိုကပေါ့နော်ဝယ်အဲ ကိုကဈေးကိုဆွဲတင်တာအခုလိုမျိုးအစိမ်းရောင်ချောင်းအကြီးကြီးနဲ့ဈေးဆွဲတင်တယ်ဆိုလို့ရှိရင်ဘယ်လောက်ထိဆွဲတင်တာလဲပေါ့ကိုကကြည့်ရပါကြည့်လိုက်တဲ့အခါမှာကျွန်တော်ဆွဲတင်တဲ့ဈေးပမာဏကအခုဒီဝေါ်ကျင်ပဲဆိုပါစို့နော်ဒီဝေါ်ကျင်လေးဒီမှာကျွန်တော်မြင်တာအောင် trend line လေးနဲ့လွတ်လိုက်မယ်ဒီဈေးဝေါ်ကျင်ကိုကျွန်တော်ကဆွဲတင်တာဒီဈေးဝေါ်ကျင်ဆိုလို့ရှိရင်သူကဘယ်လောက်ထိရှိမှလဲဆိုတော့တစ်ထောင်နဲ့ပေါ့နော်ဒီမှာကြည့်လိုက်1018ပမာဏလောက်ရှိမယ်1020ပေါ့ဗျာနော်တစ်ထောင်နဲ့မရပမာဏတိရှိမှာဒ ီဇေဒီကျွန်တော်ကဆွဲတဲ့ခြင်းလဲဆိုလို့ရှိရင်ဒေရှိရောက်နေတဲ့နေရာကနေပြီးတော့ဒီဇေဒီဆွဲတဲ့ခြင်းလဲအဲ့လိုဆွဲတဲ့နေဆိုလို့ရှိရင်တော့အစိမ်းရောက်အချောင်းနဲ့ပေါ့နော်ဇေဝဇေတက်လာမှာဟုတ်ဇေတက်လာမှာဆိုတော့အစိမ်းရောက်ချောင်းဖြစ်သွားမယ်အဲ့လိုဖြစ်လာတဲ့အခါမှာပထောင်နဲ့နေဆက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနာတီကျွန်တော်ဆွဲနေရမှာကျွန်တော်ကဝယ်မှာဗျာဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ apport apport တစ်ဖက်ကိုကြည့်ရမှာကျွန်တော်ကဝယ်မှာဖြစ်တဲ့အတွက်ကြောင့်ဝယ်တဲ့သူကရောင်းတဲ့သူတွေရှိမှရမှာလေနော်ဒီအပေါ်ကရောင်းတဲ့သူတွေရှိရနေပြီးပြန်ပြီးတော့ဝယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရောင်းတဲ့ကောင်ရာဒီအပေါ်မှာရှိတယ်အများကြီးပဲခေါင်းရှောက်ပဲဒီမှာထောင်နဲ့စစ် 80အထိရှိတာပါပဲပေါ့နော်အဲ့ဒါမှာအများကြီးပဲထက်ရှိသေးတယ်ဟိုးအပေါ်မှာဆိုလို့ရှိရင်4000တန်းရောက်တဲ့ကောင်လင်းရှိတယ်အများကြီးပဲတဒန်းလုံးပဲနည်းနည်းတော့တော့မဟုတ်အဲ့ဒါကိုမှကျွန်တော်ဒီဒီအထိတော့မဆွဲနေဘူးပေါ့နော်အရင်အရင်များလို့ကျွန်တော်1020အထိပဲဆွဲနေချင်တာဒီထိပဲဆွဲနေချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့လင်းထက်မှာကျွန်တော်ကဝယ်မှာဗျာဝယ်မှာဖြစ်တဲ့အကြောင်းမို့ USDT ပေးပြီးတော့ပဲဝယ်ရတော့မှာအဲ့လိုဝယ်မယ်ဆိုရင်ကိုယ့်ရဲ့လင်းထက်မှာရှိရမယ့် USDT ပမာဏကဒီမှာ7မီလီယံအဲ့တော့ကိုယ့်ရဲ့လင်းထက်မှာ7မီလီယံရှိပြီဆိုရင်တော့ကိုက BNB ရဲ့ဈေးကိုဆွဲနေလို့ရပြီ ေးဘယ်ထိလဲဆိုလို့ရှိရင်တော့တထောင်နဲ့20အထိဈေးကိုဆွဲနေလို့ရပြီအဲ့လိုဆွဲနေတယ်ဆိုလို့ရှိရင်တော့ BAB တွေကိုဝယ်လိုက်တာဝယ်တယ်ဆိုတာကတော့ဒီအပေါ်ကကောင်းနေရောင်းနေလို့ကျွန်တော်တို့ဝယ်လိုက်တာပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ပထမဒီ900ဆိုတဲ့ order ကိုသူက pay ဖြစ်သွားမယ်ဟိုဖြည့်ဖြည့်သွားမှာပေါ့ဗျာအောင်မြင်အောင်လုပ်သွားမယ်ပြီးတော့ရင်ဒီဒီကောင်ကိုထပ်ပြီးတော့ဝယ်မယ်ဒါကိုဝယ်မယ်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 ဝယ်ရင်းဝယ်ရင်းဝယ်ရင်းနဲ့ဒီနောက်ကိုရောက်ပြီဆိုလို့ကျွန်တော် order ပြီးသွားတယ်အဲ့တော့ပြီးတဲ့ပြီးတဲ့နောက်ဆုံးလဲပြီးရပြီးရောအခုလိုမျိုးဟိုအနည်းရောက် sorry အစိမ်းရောက်6အကြီးကြီးတွေဖြစ်လာလိမ့်မယ်အဲဒါဆိုရင် င်တော့ကိုဝယ်လိုက်တာအောင်မြင်သွားပါပြီပေါ့နော်အဲ့လိုအောင်မြင်သွားပြီဆိုလို့ရှင် BAB ပြန်ရမယ့်ပမာဏကဒီမှာဟိုဆိုတော့ BAB ပြန်ရမယ့်ပမာဏကဒီမှာဆိုရင် ယ်ဆိုတော့1000နဲ့1000ပေါ့နော်1000နဲ့1000ပြင်ပြီးပမာဏကိုပြင်ပြီးတော့ပြင်ရပါဒီလိုမျိုးနီးနဲ့ကိုကဒီတိတော့ဈေးရတော့ဆွဲတင်လိုက်တယ်အဲ့လိုမျိုးဆွဲတင်လိုက်ပြီးဆိုလို့ရှိရင်ဈေးကအခုလိုမျိုးလမ်းပြီးတော့ထက်တက်လာတယ်ဆိုပါစို့လို့မတွေ့ရဈေးကဒီလိုထက်ပြီးတော့တက်လာတယ်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 ဘယ်နောက်ရောက်ပြီလဲဆိုလို့ရှိရင်ဒီအပေါ်နောက်ကိုရောက်ပြီအဲ့လိုအပေါ်နောက်ကိုရောက်ပြီဆိုလို့ရှိရင် micro is time to save ဆဲချလို့ရပြီဂျောင်းလို့ရပြီဘာလို့လဲဆိုတော့ order high ကဒီနာကဖြစ်နေတာเนาะဒီဈေးကိုရောက်နေတာဒီဈေးကိုရောက်ပြီဆိုလို့ရှိရင် order တွေကအကုန်လုံးကိုဒီနာမှာလာပြီးတော့လာတင်ထားတော့မှာဘာဘာ order လဲဆိုတော့ဆဲ order တွေကို မတင်လဲပဲလူများတွေကတင်တဲ့တော့မှာအဲ့တော့လူများတွေတင်ပြီဆိုလို့ရှိရင်ကိုလည်းတင်မှာတင်မှရတော့မှာလေနော်မဟုတ်ဘူးဆိုလို့ရှိရင်ဈေးကအရင်ကျသွားမှာဘယ်လောက်ထိကျသွားမှာလဲဆိုလို့ရှိရင်အခုလိုမျိုးဒီအထိတောင်ကျသွားနိုင်တယ်ဈေးတွေကပြန်ပြီးတော့ပြန်ဆင်းသွားတယ်ဒီလိုမျိုးအထိတောင်ဈေးတွေကပြန်ပြီးတော့ပြန်ဆင်းသွားနိုင်တယ်နော်ဒီတွဲကြောင့်ကိုအနေနဲ့ကဒီနားကိုရောက်ပြီးဆိုလို့ရှိရင်ဒီလိုမျိုးကန်နယ်ဝိတ်ပေါ့နော်အဲဒီဒီအချောင်းကြီးကိုက weight လို့ခေါ်တယ်ဖျောင်းတိုင်မှာဆိုလို့ရှိရင်ဖျောင်းတိုင်ရဲ့အထင်းကအဆန်လေးပေါ့ဗျာမီးမီးတောင့်နေတဲ့အဆန်လေးဒီအဆန်လေးကို weight လို့ခေါ်တယ်ဒီ weight အဲ့လိုမျိုးအရှိရာအချောင်းအကြီးကြီးပေါ် ါ်ပြီးဆိုလို့ရှိရင်တော့ရောင်းထုတ်လို့ရပြီเนาะအဲကိုကရောင်းထုတ်လိုက်တာဖြစ်တဲ့ကြောင့်ကိုးမှရှိတဲ့ဘောလူပမာဏအရင်များတယ်ခုနကတောင်းကြော်တာဖြစ်တဲ့ကြောင့်မို့ပြန်ဆင်းလာပြီဆိုလို့ရှိရင်ဒီလိုဒီလိုဒီလိုဆင်းလာတော့မှာအဲ့လိုဆင်းလာတဲ့အခါမှာတစ်ချက်ကြည့်လိုက်ပေါ်ပြီရတော့ဒီမှာ aura ကိုလည်းပြီးတော့လက်ဆွဲကြည့်လိုက်အဲ့လိုဆွဲကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ငါမှရှိတဲ့ BAP ပမာဏကတောင်းကြော်ရှိတယ်ဒါပေမဲ့ဒီမှာတော့9000ကြော်ကြော်ပဲရှိသေးတယ်အဲ့တော့ထက်ဆွဲထက်ဆွဲ1000 1000ဆိုလို့ရှိရင်တော့ဒီမှာဒီဈေးတီပေါ့နော်ဒီဈေးတီမှာ1000 1000ပေါ့အဲဒါဒီလိုမျိုးဆွဲပြီးတော့ငါသေးတာရောင်းထုတ်လိုက်တယ်ဆိုလို့ရှိရင်ဈေးက ဘလောက်အထိကျဆင်းသွားမှာလဲပေါ့เนาะဒီပမာဏတွေကိုကိုကကြည့်ပြီးတော့အရာအဝယ်ဟိုလှုပ်လို့ရတယ်ဒီလိုမျိုးနီလန်းတွေကိုဘသူတွေကလောက်တာလဲဆိုတော့ institutional တွေ wave တွေပတ်သက်တွေအများကြီးကိုင်းထားတဲ့ ban တွေစသဖြင့်ပေါ့เนาะအဲ့လိုမျိုးကောင်တွေကလောက်တာဖြစ်ပါတယ်ဒီတွေကြောင့်အခုလိုမျိုးဈေးတွေက wow 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 ဆိုပြီးတော့တက်သွားတယ်ဆိုတော့က wave တွေဝယ်လို့ပေါ့နော်ဒါမှမဟုတ်ငွေကြေးအဖွဲ့အစည်းအကြီးကြီးတွေဝယ်လို့ဒါမှမဟုတ် ban တွေဝယ်လို့အခုလိုမျိုးဟိုဈေးတွေက wow ဆိုပြီးတော့တက်သွားဘာလို့လဲဒီကောင်တွေမှာပတ်သက်တွေကအများကြီးပဲဗျာ1 million လောက်ထိ ဝယ်ဖို့တင်ပြတော့နေရဖြုံတဲ့ကောင်တွေမဟုတ်အခုထားပါတော့လေးရှိရောက်နေတဲ့ဈေးလေးရှိရောက်နေတဲ့ဈေးက192ဈေးကနေပြီးတော့ဘန်တဘန်မဲ့ဆိုပါဆိုဥပမာ ABC ဘန်တော့ ABC ဘန်ကနေပြီးတော့လေးရှိ192ဖြစ်နေတယ်ဒါအောင်ကိုကျွန်တော် ABC ဘန်ကဈေးဆွဲနေခြင်းနဲ့ပေါ့နော်အဲ့လိုဆွဲနေခြင်းတဲ့အခါမှာသူကလည်းစိတ်အယံလောတယ်ဗျခြေတွေမဆောက်ချေဘူးခြေမဆောက်ချေမနဲ့ဝုတ်တိုင်းဆိုတော့ဝယ်ခြင်းတယ်အဲ့လိုဝယ်တဲ့အခါမှာ तू ဝယ်ခြင်းနဲ့ဘလောက်ထိဝယ်မှာလဲဆိုတော့ तू ဝယ်ခြင်းနဲ့ तू तू ဝယ်မဲ့ဝယ်စုမဲ့ပမာဏကဥပမာ BNB 1000 င်းဝဲဆိုပါဆို VIP နဲ့တောင်းဝဲခြင်းနဲ့ချစ်ချင်းဝဲခြင်းနဲ့ပေါ့နော် VIP နဲ့တောင်းကိုချစ်ချင်းဝဲခြင်းနဲ့ဆိုလို့ရှိရင်သူသူ order ဘုံမှာလာကြည့်လိုက်တယ်ငါ VIP နဲ့တောင်းဖြစ်တဲ့အတွက်ကြောင့်ဘလောက်တိဝယ်ရမှာလဲဆိုတော့အဲဈေးရမရတော့နော်နဲ့တောင်းဆိုလို့ရှိရင်ဒီမှာဒီမှာ VIP ပမာဏကဒီမှာဆိုလို့ရှိရင်နဲ့တောင်းဖြစ်သွားပြီဒါဆိုရင်သူ့ရဲ့လေထဲမှာရှိရမယ့်ဒေါ်လာပမာဏက27မီလီယံသူ့ရဲ့လေထဲမှာရှိရမှာဘဲမှာဒီလောက်ပမာဏရှိရဆိုတာပပလေးပဲနော်ပပလေး27မီလီယံကို VIP တွေဝယ်လိုက်ပြီဆိုလို့ရှိရင်ဈေးကခုနကျွန်တော်တို့ပြောတဲ့အတိုင်း27နဲ့ ောင်းဆိုတော့ဘယ်လောက်ဖြစ်သွားမလဲအဲ့တော့ average ပမာဏပေါ့နော်1000ဆိုလို့ရှိရင်အဲဒီမှာ1350အထိတောင်မှဒီဈေးကတက်သွားမှာဒီဒီတိခုံပြီးတော့တက်သွားမှာဝိုးဝိုးဆိုပြီးတော့ခုံကတက်သွားမှာအခုလိုမျိုးအစိမ်းရအချောင်းအကြီးနဲ့ခုံပြီးတော့တက်သွားမှာအခုချက်ချင်းလင်ငင်းဝင်မှာဖြစ်တဲ့ဒီကြောင့်ပေါ့အခုလိုမျိုး candle လေးတော့ဟိုဘက်ဒီဘက်ခုံကူးနေမှာမဟုတ်ဘူးပေါ့နော်ဒီ candle တစ်ချောင်းကကျွန်တော် 1D လောက်နေတာဖြစ်တဲ့ဒီကြောင့်ပေါ့တရက်ကြာတယ်ပေါ့နော်အကယ်၍သာကျွန်တော်၄နိုင်ရီလောက်မယ်ဆိုလို့ရှိရင်ဒီ candle တစ်ချောင်းရဲ့အလုပ်လုပ်ပုံက၄နိုင်ကြာသွားမှာအဲ့တော့ထားတော့ထားတော့ပေါ့နော်အဲ့တော့ဒီလိုမျိုးဈေးတွေကိုတွဲမယ်တွဲနေ င်းဆွဲချဆွဲနေဆွဲချလုံလူရတယ်ဒီအပေါ်ဘက်ကိုရောက်ပြီဆိုလို့ရှိရင်တော့ရောင်းလိုက်တော့ဘာလို့ရောင်းလိုက်တော့လဲဆိုလို့ရှိရင်ပေးချတယ်ဒီအပေါ်မှာတခြားသူတွေလည်းပဲ order တင်ထားတော့မှာဒီပြည့်ရောင်းမဲ့ order တင်ထားတော့မှာဒါဆိုလို့ရှိရင်လူများတွေကရောင်းတဲ့အခါကိုကတော့ဟိုအာဂျူမန့်ဒင်းနဲ့ဈေးတွေဆွဲနေထားတယ်ပုံတယ်မဲ့ဟိုတခြားသောသူတွေကပြန်ပြီးတော့ရောင်းတော့လိုက်တယ်ဆိုလို့ရှိရင်ဈေးကဒီလိုပြန်ပြီးတော့ကျလာတော့မှာအဲ့လိုကျတဲ့အခါမှာဆိုလို့ရှိရင်ကိုအရှုံးတွေနဲ့ရေးဆိုင်ရတော့မဲ့ရေးဆိုင်ရတော့မယ်ပေါ့နော်ဆိုတော့လူများတွေထက်ကိုကလစ်ဦးနေအောင်ယူဖို့လိုအပ်တယ်ဒီအတွက်ကြောင့်ဈေးကဝုန်းဆိုတက်ပြီးတော့ဝုန်းဆိုပြီးတော့ပြန်ကျလာတယ်ဆိုတော့က အခုလိုမျိုးအကြောင်းအခြေတွေပေါ့နော် wave တွေက wave ဆိုပြီးတော့ဈေးဆွဲနေတယ် wave ဆိုပြီးဈေးတွေပြန်ဆွဲချရတယ်အဲ့လိုမျိုးအကြောင်းအခြေတွေကြောင့်ဈေးတွေကပြန်ပြီးတော့ကျလာခြင်းဖြစ်တယ်ဒါတော့ဒီ band တွေဟိုဝေကျအဖွဲ့အစည်းကြီးတွေကအခြေကိုမဆောက်နိုင်ပဲနဲ့ချစ်ချင်းလက်ငယ်ဝေချင်းတဲ့အကောင့်တွေကိုပြောတာပဲလို့ဗျာဒီအခြေအနေကဘယ်လိုအခြေအနေမှာဖြစ်တာလဲဆိုတော့ဥပမာဆိုပါစို့ vegan ဘ ਹੁ ဘန်ကနေပြီးတော့အတူတူ short ချမယ်ဟေးဆိုလို့ရှိရင်ဈေးချရတဲ့ဈေးတဲ့တော့မှာအဲ့လိုဈေးတဲ့မှာဖြစ်တဲ့ပြည်တော်ကလက်ဥမှုရယူတော့မှာရမှာလေနော်လက်ဥမှုရယူတော့ရမှာဖြစ်တဲ့ကြောင့်မို့လူတွေက why မျိုးဝေကြတာ wave တွေဝဲစီဝဲမယ် institution တွေဝဲချင်ဝဲမယ် band တွေဝဲချင်မယ်အဲ့လိုဝိုင်းဝဲတာဖြစ်တဲ့ဒီကြောင့်မို့ခေမစောက်တော့ဘဲနဲ့သူက wow တိုင်းကိုတက်သွားတာဒါတော့တစ်ချက်ပြီးသွားရင်တိတ်လည်းမကြပါဘူးခဏပါပဲ wow ဆိုပြီးပြန်ကြလာအဲ့လိုမျိုးသတင်းတွေထွက်ပြီးဆိုလို့ရှိရင်အဲ့ဒီသတင်းကဘလောက်တိခိုင်မာတာလဲပုံမှာမြည်ပြီးပြီးတော့ဈေးတွေအတိတ်အကျအခြေအနေပြောင်းဖြစ်တာဗျာဆိုတော့ဒါတော့သတင်းကောင်းဖြစ်တဲ့အခါမှာဆိုလို့ရှိရင်တော့အဲ့လိုဖြစ်တယ်ပေါ့အကယ်၍သာသတင်းဆိုးဖြစ်တယ်ဆိုလို့ရှိရင်တော့ဝဲထားတဲ့ကောင်တွေရောင်းထုတ်တော့မှာ ဒီမှာဆိုလို့ရှိရင်တော့ဝယ်ထားတဲ့ကောင်တွေပြန်ပြီးတော့ရောင်းထုတ်တာပဲလေနော်ဒီလိုကြောင့်မို့ဈေးကအခုလိုမျိုးပြန်ပြီးတော့အောက်ကိုတုတ်ကြသွားတာဒါတွေကိုကူကတိထားတယ်ဆိုလို့ရှိရင်လုံးလုံးရပြီအဲ့ဒီမှာမှာတချို့သူတွေကဘလို့မျိုးတချို့သော institution တွေတွေကပေါ့နော်ဘလို့လောက်တာလဲဆိုတော့သူက accumulation ဆိုပြီးတော့ရှိတယ် accumulation ဆိုတာကဥတာဗျာဝယ်ဝယ်ပြီးတော့ဥတာအဲ့လိုဘလို့မျိုးဝယ်ဥတာလဲဆိုတော့စိတ်ရှိလက်ရှိနဲ့ဝယ်ဥတာခုနကလိုမျိုးတတိတွေပါညာတွဲလို့ဝုတ်တိုင်းဆိုတော့ဝယ်တာမဟုတ်ဘူးဝုတ်တိုင်းဝယ်အပေါ်ဖေးကိုဝုတ်တိုင်းဆိုတော့တက်သွားမှာသူကအဲ့လိုအတိတ်မခင်အဲ့လိုတက်တယ်ဆိုလို့ရှိရင်ရောင်းတဲ့ကောင်တွေက များပြီးတော့သူ့ရဲ့အဆုံးနဲ့ရေးဆာရမှာသူအဲ့လိုမဖြစ်ချင်ဘူးအဲ့လိုမဖြစ်ချင်တာဖြစ်လို့ကြမလို့ accumulation လို့ခေါ်တယ် accumulation ဆိုတာကဒီပမာဏအတိုင်းအတာတစ်ခုအထိပေါ့နော်မဒီဒီပမာဏကနေလို့ဒီဒီ the white အဲဒီဒီဒီ the white က accumulation လို့ခေါ်တယ်ဘယ်ပုံစံကစုလာနော်ရောင်းရောင်းတဲ့ကောက်သူက2 million ဝယ်ချင်တယ်ဆိုပါဆို2 million ဖို့ဝယ်ချင်တယ်ဆိုလို့ရှိရင်ဈေးကိုသူကကြည့်လိုက်တာငါ2 million ဝယ်ဆိုလို့ရှိရင်အပေါ်ဖက်ကိုတွေ့သွားအဲ့လိုမဟုတ်ဘဲနဲ့သူကဒီဈေးပမာဏတစ်ခုပေါ့ဟိုရှင်းရ61ကနေပြီးတော့900ပေါ့ရှင်းရ61နဲ့900ကြားမ မှာရှိတဲ့ order တွေအကုန်လုံးကိုကသူကတက်ပြီးဖြစ်စေကြာပြီးဖြစ်စေကြာပြီးဖြစ်စေကစ်တက်ပြီးဖြစ်စေပါလားအဲ့လိုတက်လိုက်ကြာလိုက်တက်လိုက်ကြာလိုက်တက်လိုက်ကြာလိုက်ဖြစ်နေတဲ့ဆိုတာကဒီအဖွဲ့အစည်းကြီးတွေတခြားသောကောင်တွေရနေပြီးတော့ဝယ်ဥနေတာပေါ့နော်ပြီးတော့တချို့သူတွေကလည်းရောင်းရမလားဝယ်ရမလားမသိဘူးဆိုပြီးတော့ဖြစ်နေတဲ့အခြေအနေအဲ့လိုမျိုးခြေနာတချို့တွေကဝယ်ဥတယ်တချို့တွေကဒီနေရာမှာရောင်းထုတ်တယ်ပေါ့နော်ဆိုတော့ဒီအခြေအနေတွေရှိတယ်အဲ့ဒီမှာမှကိုကဟိုတချစ်ကြည့်လိုက်ပေါ့ဗျာကျွန်တော်က accumulation လုပ်နေပြီဒီမှာသူတို့ကတော့ဝယ်ပြီးတော့ဝယ်ဥနေပြီပေါ့အဲဒီပမာဏဒီကနေပြီးတော့ဒီ ီဂျားအထိပေါ့နော်ဒီဒီဂျားတူကတိလက်ကြတဲ့တိလက်ကြတဲ့ဖြစ်နေပြီအဲ့တော့ကိုမာမာဒီအပေါ်ဖဲမှာရှိတဲ့ accumulation ရဲ့ဒီ zone ကိုပေါ့နော်ဖောက်ပြီးတော့အပေါ်ဖဲကိုတက်သွားပြီဆိုလို့ရှိရင်တိချင်အကောက်တက်ပြီနော်အဲ့လိုမျိုးကိုကျွန်တော် map ထားမှာဖြစ်တယ်ဆိုတော့ဝယ်ရမှာကဒီနေရာတွေမှာဝယ်ရမှာဖြစ်တယ်အဲ့လိုမျိုးဝယ်ပြီးဆိုလို့ရှိရင် trend ကိုကြည့်လိုက်ပေါ့နော်သူ့ရဲ့ trend ကအောက်ကနေပြီးတော့အပေါ်ဖဲကိုတက်လာတာလားမမဟုတ်ဘဲနဲ့အပေါ်ကနေပြီးတော့အောက်ကိုဆင်းလာတာလဲဆိုတော့ကိုကြည့်ရပါအောက်ကနေပြီးတော့အပေါ်ဖဲကိုတက်လာတယ်ပြည်နေဒီမျိုးပရိုတိုကောလ်လည်းဖြစ်နေတယ်ပေါ့နော် side way တွေလည်းပြင်းနေတယ်ပြင်းနေတာကိုမှအပေါ်ဖဲမ မှာရှိတဲ့ဒီ resist ကိုသူကဖောက်ပြီးတော့အပေါ်ဘက်ကိုကန်နေတချောင်းကအားပြင်းပြင်းနဲ့တက်သွားပြီဆိုလို့ရှိရင်တော့တေးချရအောင်အပေါ်ဘက်ကိုရောက်ပြီအဲ့လိုမျိုးရောက်တဲ့အခါမှာဆိုရင်ဒီမှာကြည့်လိုက်ဒီမှာဆိုရင်ကန်နေတချောင်းပေါ့နော်အဲ့ဒီကန်နေတချောင်းမှာအောက်မှာရှိတဲ့ wick ကြီးကအပေါ်မှာတော့အရှိကြီးပဲအဲ့ဒီအရှိကြီးကိုမှအောက်မှာ body လေးကသေးသေးလေးပဲပြဖြစ်နေတာဆိုလို့ရှိရင်တော့ရောက်ထုံလိုက်တော့ဘာလို့ဆိုတော့ဒီ hammer ပုံစံဖြစ်နေပြီပေါ့နော် hammer ကိုမှသူကရောင်းပြပုံစံနော်အပေါ်ဘက်ကနေပြင်ဆင်လာတဲ့ရောင်းပြ အဲ့လိုပြန်ပြေးလာပြီဆိုလို့ရှိရင်တော့ဟို institutional တွေအပေါ်ဘက်ကိုရောင်းတင်ပြီးတော့မှတာလင်းပြန်ပြီးတော့ထွဲချတဲ့ပုံစံအဲ့လိုဆွဲချပြီဆိုလို့ရှိရင်တေချာဈေးကြတော့ပါအဲထို့နည်းတူစွာပဲဒီအောက်ဘက်ကို weight ကြီးကအရှိဖြစ်နေပြီး body လေးကပုံမှန်တိတိလေးပြန်ပြီးတော့ဖြစ်နေပြီဆိုလို့ရှိရင်ပြန်တက်တော့ပါအဲ့လိုမျိုးကိုကျွန်တော်မှတ်ထားလို့ရတယ်ဒါတော့ဒီ canon ရဲ့အလုပ်လုပ်ပုံတွေကိုတစ်ချက်ကြည့်ဖို့အတွက်လိုအပ်တယ်မနော်ဒီမှာ bullish angle filler ဒီမှာ bearish angle filler ဒီမှာ monitor လား shooting star လားစသဖြင့်ဒါတွေကိုကြည့်ဖို့လိုအပ်တယ်အဲ့ဒါတွေကိုကြည့်ပြီဆိုလို့ရှိရင်တော့အဆင်ပြေသွားပြီဒါတော့သူ အလုပ်လုပ်တဲ့လုပ်ဆောင်မှုလူတွေပါအဲတော့ကိုအနေနဲ့ဒီရှိမှာဒီဗီဒီယိုကြည့်တဲ့သူတွေဆိုပါစို့ဒီဗီဒီယိုကြည့်တဲ့သူမှာကိုကနေပြီးတော့2မီလီယံလောက် အမွေပေးလိုက်တယ်အမွေပေးလိုက်တယ်ဆိုလို့ရှိရင်ကိုကဈေးဆွဲနေချင်တယ်နော်ဈေးလာကစားတော့မယ်ဆိုလို့ရှိရင်လို့လို့ရတစ်ဖက်မှာကတော့ကိုက future mass ပေါ့နော် future မှာ DAB ကို 100x နဲ့တွားပြီးတော့ long order တင်ထားလိုက်နော် order တင်ထားပြီးသားရေဆိုလို့ရှိရင်သူဒီဖက်ကိုဒီ spot ကိုလာ spot ကိုလာပြီးသားရေဆိုလို့ရှိရင်ဈေးကိုဒီကနေဆွဲနေလိုက်ဒါဆိုလို့ရှိရင်ဈေးချတယ်မြက်ပြီဒါပေမဲ့ကိုရဲ့ ball လူကတော့ အရင်များတဲ့ပမာဏဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ဒါမှသာလင်းကအဆင်ပြေပါနော် ဒီအပေါ်ဘက်ကိုလက်ရှိဈေးကနေပြီးတော့1385အထိအော်ဒါပြည့်ဖို့ဆိုလို့ရှိရင်တော့လိုအပ်တာကဒီမှာ23မီလီယံတော့တော့လိုအပ်တယ်ဒါမှသာလင်ရမှာပေါ့နော်ဒီလောက်မှမရဘူးဆိုလို့ရှိရင်အဆင်မပြေဘူး23မီလီယံရှိပြီဆိုလို့ရှိရင်တော့ okay fine အဆင်ပြေပါတယ်ဒါပေမဲ့ဒီ23မီလီယံကအခုလိုမျိုးအချိန်မှာဖြစ်ချင်ဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အချိန်မှာ1375ကိုရောက်ဖို့အတွက်23မီလီယံမဟုတ်ဘဲနဲ့တခြားသောမီလီယံနည်းတဲ့ပမာဏမဖြစ်ဖြစ်များတဲ့ပမာဏဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်နေနိုင်တယ်နော်ဒါကိုလည်းကျွန်တော်တစ်ချက်သတိပြုရမှာဖြစ်ပါတယ်โอเคပါဒ ါကတော့ဈေးအချိန်အပြောင်းတွေပေါ့နော်ဘယ်လိုမျိုးဖြစ်တာလဲဘာကြောင့်မို့လို့အနည်းရောက်ချောင်းအကြီးကြီးတွေဖြစ်တာလဲအစဲရောက်ချောင်းအကြီးကြီးတွေဖြစ်တာလဲဆိုတာကိုအကျန်းဖြင့်အားပြနေတဲ့မျိုးဝေပြလိုက်ခြင်းပဲဖြစ်ပါတယ်ဆိုတော့ကိုယ်အနေနဲ့ပို့ပြီးတော့ဒေတာ detail လေးသိချင်တယ်ဒီမှာတော့ view အနေနဲ့သိတော့ဘာသိမမြင်ရဘူးအကြီးကြီးသိချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာ trading view ကိုလာ trading view ကိုလာပြီးကြည့်သွားရဲဆိုလို့ရှိရင်ဒီ indicator တွေကနေပြီးတော့ဒီမှာ price action ပေါ့နော် price strike dc ဒီ price action ဆိုပြီးတော့ဒီမှာ3.9နော်ဒါတော့1400 ဆိုပေါ့နော်ဒီမှာဒီလူကာဆိုတဲ့ဘေးကြီးပေါ့နော်ဘေးဘီလူကာဆိုတဲ့ဘေးကြီးဒီတင်တာတဲ့ဟာရှိတယ် Sprite Action Smart Menu Concepts ပေါ့နော် Sprite Action Smart Menu Concepts ဆိုလို့ရှိတယ်ဒါကိုနေလိုက်နော်နေလိုက်ပြီဆိုလို့ရှိရင်ဒီလိုဖြစ်လာလိမ့်မယ်ဒီလိုဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်ခုနကပြောတဲ့ဘယ်နားမှာဝယ်လိုအားတွေရှိနေရလဲဘယ်နားမှာရောင်းလိုအားတွေရှိနေတယ်ဆိုတာကိုဒါကိုကျွန်တော်သိသွားလိမ့်မယ်ဒီမှာဆိုရင်ကြည့်လိုက်ဟိုဝယ်လိုအားတွေများနေတဲ့ပမာဏဒီနားမှာဝယ်လိုအားတွေများနေတာဒါလို့လဲဆိုလို့ရှိရင်ဒီနားမှာဝိုင်းပြီးတော့ဝယ်ကြတော့မှာနော် ဝယ်မယ်ဆိုရင်အဲ့လိုဝယ်ပြီးမှသာစီးရဲပြန်ပြန်တက်သွားမှာအပေါ်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲဒီအပေါ်မှာဆိုလို့ရှိရင်ဒီမှာ order block ကနှစ်ခုရှိတယ် order block နှစ်ခုရှိတယ်ဆိုရင်ကရိုးရိုးတက်တန်းရှိတာတော့မဟုတ်ဘူးပေါ့နော်ဒီအပေါ်မှာရောင်းတဲ့ကောင်တွေရှိလို့ရောင်းတဲ့ကောင်တွေများလို့ရောင်းတဲ့ကောင်တွေကအရင်များနိုင်လို့ order block တွေရှိတာဒီပုံမှာဝိုင်းပြီးတော့ရောင်းတော့မှာတကယ်လို့ဒါဆိုပါစို့ကိုက ဈေးကိုဒီအပေါ်ထိဆွဲနေကျင်တယ်ကိုတုံးခေါ်နဲ့ကိုတီကျွန်တော်ဆွဲနေကျင်တယ်ဒါပေမဲ့အဲ့လိုဆွဲနေတဲ့အခါမှာဆိုလို့ရှိရင်ဒီဂျာထဲမှာလူတွေအများကြီးကဟိုဘီလီယံနဲ့ချီပြီး order တွေတင်ထားတယ်ဒါပေမဲ့ကျွန်တော်ရဲ့လက်ထက်မှာကမီလီယံပဲရှိနေဆိုတော့ဒီ order ကသူမဖောက်နိုင်ဘူးမဖောက်နိုင်တာဖြစ်လို့ကြောင့်ကျွန်တော်ရဲ့ order တော့ဒီပြီးတော့ပြည့်သွားမယ်ပေါ့နော် order တော့အကုန်လုံးအောင်မြင်သွားမယ်ပြည့်သွားမယ်ဒါပေမဲ့ဈေးအပေါ်ဘက်ကိုမတက်ဘူးအဲ့လိုမတက်နိုင်ဘူးဘာလို့လဲဆိုတော့ order block ကအရင်ကြီးတာအဲ့လိုကြီးတာဖြစ်တဲ့ကြောင့်အပေါ်ဘက်ကိုတက်ဖို့ဆိုတာကခက်ခဲတယ်ပေါ့နော်ဒါကိုကျွန်တော်တနည်းဆိုတော့ ော့ resistic ဆိုပြီးတော့လည်းပဲမက်ယူလို့ရတယ်เนาะအဲ့တော့ဈေးကတော့လက်ရှိအပေါ်ဖက်ကိုတက်နေတယ်အဲ့ဒီတက်နေတဲ့အကောင်ကအောက်ဖက်ကိုပြန်ပြီးတော့ကျရင်လည်းပဲကျနိုင်တယ်ဘာလို့လဲဆိုတော့ order block ကိုသွားထိပ်ပြီးသားဆိုလို့ရှိတော့ပြန်ကျလာပြီးတော့เนาะအဲ့တော့ပြန်ကျလာတဲ့အခါမှာဘယ်အထိရောက်နေတာလဲပေါ့ဒါကိုချက်ချင်းကြည့်ရမှာအဲ့လိုကြည့်ဖို့အတွက်ကိုကဒီမှာ fibonacci ဆိုပြီးတော့ tool လေးရှိတယ်ဒီကောင်နှိမ့်လိုက်ပေါ့နော်ဒီဘေးက drop down လေးလည်းရှိတယ်အဲ့ဒီမှာ fibonacci ဆိုပြီးတော့ရှိတယ်အဲ့တော့ကျွန်တော်သွားမှာက fibonacci retracement ကိုသွားမှာဒါလေးကိုနှိမ့်လိုက်နှိမ့်ပြီးသွားရင်လက်ရှိနောက်ဆုံးရောက်နေတဲ့ swing low swing low ဆို ိုတာကဟိုနောက်ဆုံးရောက်ခဲ့တဲ့ အမတ်ပေါ့ဗျာနော်ဈေးစပြီးတော့တက်ခဲ့တဲ့နေရနော်အဲ့လိုမျိုးမဲ့ယူလို့ရတယ်ဆွင်းလိုးကနေပြီးတော့ဆွင်း high ကိုဆွဲရမှာဆွင်း high ဆိုတာက market ထဲမှာလေးရှိနောက်ဆုံးအမြင့်ဆုံးကိုတက်ခဲ့တဲ့ဈေးအဲ့လိုမဲ့ယူလို့ရတယ်ဒီတိကျွန်တော်ဆွဲနေလိုက်မှာအဲ့လိုဆွဲနေပြီးသွားပြီဆိုတော့ရှင်တကယ်လို့သာသူအခုလေးရှိကျနေတဲ့ကန်နေတွေကဈေးပြန်ကျလာမယ်ဆိုရင်ဘယ်ထိရောက်နေတာလဲဆိုတော့ဒီမှာ0.5 level နဲ့0.718ဂျားပေါ့နော်ဒီဂျားတဲကိုဈေးကပြန်ပြီးတော့ရောက်လိုက်တာဟာမေ့ဟာဟုတ်ပါမလားဆိုပြီးတော့ မေးစရာရှိတယ်ဟုတ်မဟုတ်တော့မသိဘူးကျွန်တော်အရှင်းရ history က data တွေကိုတစ်ချက်ကြည့်အောင်ကျွန်တော် Canada cruise ရှိတယ်အခုဒီကောင်ဆိုလို့ရှိရင်နောက်ဆုံးဖြစ်ခဲ့တဲ့ swing low နော် swing low နောက်နောက်ဆုံးဈေးကျခဲ့တဲ့နေရာပေါ့ဗျာဒီနေရာကနေပြီးတော့နောက်ဆုံးတက်ခဲ့တဲ့နေရာအဲဒီ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 ဒါဆိုလို့ရှိရင်နောက်ဆုံးတွဲခဲ့တဲ့နေရာဒီဒီကိုဆွဲတင်လိုက်သူဆွဲတင်လိုက်တဲ့အခါမှာဆိုလို့ရှိရင်မတားသူအပေါ်ဖက်ကိုတက်တယ်ပြီးရင်ဒီအပေါ်ကနေပြီးတော့သူကြည့်ပြီးတော့ဒီလိုမျိုးကန်တဲ့အနီချောင်းတွေပေါ်လာမှဈေးကျမယ်ဆိုတော့ပုံရိပ်ပေါ်မှာနော်ဒီမှာဆိုလို့ရှိရင်ဈေးကျမယ်ဆိုတော့ပုံရိပ်ပေါ်နေပြီဒီကဒီဒီ ကျနိုင်တာเนาะ 88k ထိကျနိုင်တာ88 88ဒသမ sorry 8000 8000နဲ့4ပေါ့เนาะဒီဒီဒီဘေးမှာဈေးလေးရေးထားတယ်အော်ဒီမှာဆိုလို့ရှိရင်သူတက်တယ်တက်ပြီဆိုလို့ရှိရင်တော့ပြန်ကျလာတဲ့ခါမှာဒီနားဒီသူပြန်ပြီးတော့ကျနိုင်မှာတဲ့အဲဒီတိသူကျပါတယ်ကျလာတော့အောက်ကိုတော်တော်လေးကျပါတယ် order block တွေပါထိပြီးတော့ကျတယ်မဲ့ပိတ်မယ်ဆိုလို့ရှိရင်တော့ဒီမှာ0.5နဲ့0.18ဒီကြားပေါ့ဒီမှာ0.3 0.5 0.18ဒီကြားတစ်ခုခုမှာလာပြီးတော့ပြည့်ပြီဆိုလို့ရှိရင်သူကပြန်ပြီးတော့တက်တော့မှာဒီမှာဆိုလို့ရှိရင် institutional wave တွေကဒီကြားထဲမှာ သူ order တွေလာစုတာဒီမှာဈေးကဒီလိုလေးတက်သွားတယ်ဘုံတက်သွားရင်တက်ပြီးွားရင်ဒီမှာပြန်ထိပ်ပြီးတော့ဒီလိုလေးပြန်ပြီးတော့ဆင်းသွားတယ်ပြီးရင် ဒီလိုမျိုးပေါ့ကြီးကောင်းဆိုလို့ရှိရင်သူကလမ်းမင်းတော့စုနေပြီอืมပြီးသွားရင်ဝိုးဆိုပြီးတော့တက်သွားတယ်ဆိုတော့ဝိုးဆိုပြီးမတက်ခဲ့ဒီအောက်ကသူတစ်ချက်ပြန်ဆင်းသွားသေးတယ်ပေါ့နော်ပြီးရင်ဝိုးဆိုပြီးတော့တက်သွားတယ်ဒါကိုကျွန်တော်တို့ဘာလို့ခေါ်နိုင်လဲဆိုလို့ရှိရင်အဲဒီအခုဒီမှာလုပ်နေတာက accumulation လုပ်နေတာเนาะ accumulation လုပ်နေတာပြီးသွားရင်ဒီကောင်က manipulation လုပ်လိုက်တာအဲပြီးရင်ဒီကောင်ကဒါပါဒါ distribute ဆိုပြီးတော့ခေါ်တယ်เนาะဒါကိုကျွန်တော် Google မှာရှာကြည့်လို့ရတယ်เนาะ accumulation ဆိုတော့ A ပေါ့ဗျာ manipulation ဆိုတော့ M ပေါ့เนาะ distribution ဆိုတော့ D ပေါ့เนาะအာ AMD ဆိုပြီးတော့ ရှားကြည့်လို့ရတယ် AMD crypto ဟိုဟိုရှားကြည့်လိုက်အဲ့လိုရှားကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အဲ sorry price move ပေါ့နော် PRIC price move ဟဲ price price movement ပေါ့အဲ့လိုအဲ့လိုရှာကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာတွေ့လိုက်မယ်နော်ဒီနေရာမှာကျွန်တော်လမ်းမင်းတော့လာကြည့်လို့ရတယ်ဟုတ် sorry ဟိုလိုပဲရှာကြည့်လိုက်ရအောင်မလားပြင် AC ဒီမှာ accumulation manipulation distribution ဒီမှာနောက်က indicator တော့မပါဘူးမနော်ထားလိုက်တော့ညာပြီးသွားရင်ကျွန်တော်ဒီမှာတစ်ချက်ကြည့်လို့ရတယ်မဟုတ်လားအဲဒီလိုမျိုး accumulation လောက်နေရဲ့အဲ့ဒါကိုမှအောက်ကိုပြင်ဆင်ပြီးတော့နော် manipulation ဈေးဆွဲချမယ်ဈေးကျမယ်အထင်နဲ့ပေါ့ဗျာနော်ဈေးကျမယ်အထင်နဲ့ဆွဲချပြီးတော့မှဘုံဆိုပဲပြန်ပြန်ပြန်လွတ်ပြီးတော့လော့တင်လိုက်တာအဲ့အဲ့လိုမျိုး ုံစံဒါပေမဲ့အခုလိုမျိုး distribution asset တော့မနော်ဒီလိုမျိုး accumulation manipulation distribution လုပ်တယ်ဆိုတာဒါတော့ m trend မှာဆိုလို့ရှိရင်ဈေးတက်ပါမယ်ပေါ့နော်အဲ့လိုမှမဟုတ်ပဲね down trend မှာဒီလိုမျိုးဖြစ်နေရပေါ့နော် manipulation တော့အပေါ်ဘက်ကိုရောက်သွားမယ် distribution အောက်ကိုပြန်ရောက်သွားပြီဆိုရင်ဒါဒါဒါ down trend ဖြစ်သွားပါအခုလေးရှိရတော့ဈေးကတက်နေတာနော်ဈေးကအောက်ကနေပြီးတော့အပေါ်ဘက်တက်တယ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 ်ဖြစ်တဲ့ကြောင့်မလို့ဈေးကဟိုဘယ်လိုပြောမလဲဟို m trend ဖြစ်နေတာဖြစ်တဲ့ကြောင့်မို့ဈေးကအခုလိုမျိုးဖြစ်နေတာ m trend နဲ့ down trend နဲ့ဘယ်လိုမျိုးခွဲရတာလဲ ယ်ဆိုတော့ကိုကျွန်တော်ဒီမှာ EMA ပေါ့နော် Movie Average ဆိုပြီးတော့ဒါလေးကျွန်တော်ဖွင့်ထားတယ်90နဲ့နေရ EMA နဲ့ကျွန်တော်ဖွင့်ထားတယ်အဲ့လိုမျိုးကိုကမတုံးချင်ဘူးဆိုလို့ရှိရင်လည်းပဲဒီဟာ Chase or Character တို့ Break Off ဆိုရချာတို့အဲ့လိုနေတဲ့လည်းပဲတုံးလို့ရတယ်ဒါတော့နောက်ထပ် Prime Action တုံးတဲ့ပုံစံလေးပေါ့ဗျာနော်အဲ့တော့ဒီ video နည်းနည်းရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လောက်နဲ့ပဲကျွန်တော်အဆုတ်သက်လိုက်တော့မယ်ပေါ့လीနော်နည်းနည်းလေးဟိုဖြစ်သွားအောင်ထပ်ပြီးတော့ပြလိုက်နော်အဲ့တော့ပြတာလည်းအကုန်ပြချင်းတယ်ဒါပေမဲ့ video ကတော့အရန်ရှိသွားရင်လည်းမကောင်းတော့ဘူးပေါ့နော်အဲဒီကောင်ဆိုလို့ရှိရင် င်းတွေက accumulation လုပ်တာနော် accumulation လုပ်ပြီးတော့မှသာလျင်ဈေးကို manipulate လုပ်လိုက်တာအားဈေးကတော့ပြန်ကျတော့မယ်ဟေးဆိုပြီးတော့ချုပ်သူရဲ့ဒီမှာ short တွေဝင်ကြတော့မှတော့ short တွေဝင်တော့အကောင်လုံး liquidity တွေထိဒါပေမဲ့နော် short short ဝင်နေဆိုတာကသူကဈေးကကျမှသူကမြတ်မှာဟုတ်အခုကသူကဈေးပြန်တက်တယ်ဆိုတော့မှ store liquidity တွေထိ liquidity တွေထိအကောင်လုံးပလုံကူကျတာပေါ့နော်သူက accumulation လုပ်တယ်သူတိုင်း manipulation လုပ်တယ်ပြီးပြန်ပြီးတော့တက်တာဒါပေမဲ့အဲ့လိုမျိုးဟို confirmation လုပ်ဖို့ဆိုတာကလေသူ့ trend ကိုကြည့်ရမှာပေါ့နော် up trend လား down trend လားအဲအဲ့ကြောင့်မလို့ကျွန်တော်ပြောတာကိုယ့်ရဲ့လင်ထဲမှာပတ်စံတွေကများများ များတာရှိနေပြီဆိုလို့ရှိရင်အခုလိုမျိုးဈေးကိုအပေါ်ဖက်ကိုတက်ကျင်တာလားအောက်ကိုဆွဲကျင်တာလားပက်တန်တွေကိုပေါ့နော်ကို့ဘာတကိုလုတလုပုံဖော်ပြီးတော့အကော်လုံးကိုဆွဲထားပြစ်ချလိုက်လို့ရတယ်ဒါကြောင့်မလို့ချမ်းသာတဲ့ကောင်တွေကပို့ပြီးတော့ချမ်းသာတယ်ဆိုတာကအဲ့ဒါကိုပြောတာပါနော်အဲ့ဒါချမ်းသာတဲ့ကောင်ဒီဒီဒီထဲကိုလာပြီးတော့ဈေးတွေလာကစားပြီးတော့ပက်တန်တွေကိုသူတို့လုတလုဖော်တာအဲ့လုတလုဖော်ပြီးတော့အခုလိုမျိုးဆွဲနေဆွဲချဘာညာနေလောက်တာပဲပေါ့ပဲနော်အဲ့ဒါကတော့ဈေးကွက်မှာနောက်ကွယ်မှာဖြစ်နေတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်လေ့လာခဲ့တဲ့အကြောင်းအရာတိတိလေးတွေပါပဲပေါ့နော်နောက်ထပ်လေအများကြီးရှိပါသေးတယ် ော့နောက်တဲ့ဗီဒီယိုတွေလည်းပဲအခုလိုမျိုးထပ်ပြီးတော့လာအောင်မှာဖြစ်ပါတယ်ဒီတို့ကြောင့် channel လေးကို subscribe လုပ်ခဲ့ပေးဖို့အကြံလေးပြုချင်တယ်နော်အဲ့တော့ညီကိုတို့နားမလဲတာဒီဇော်ဒီယာရှိတယ်မေးချင်တာဒီဇော်ဒီယာရှိတယ်ဆိုလို့ရှိရင်လည်းပဲ comment box မှာမေးခဲ့ပေးလို့ရတယ်ဒီဗီဒီယိုကညီကိုတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် like ကလေးနဲ့ update ခဲလို့ရပါတယ်ပေါ့နော်နောက်ထပ်လည်းဒီလိုမျိုးဟာလေးတွေအများကြီးလာအောင်မှာဖြစ်တယ်โอเคဆိုဒါတော့ဆွဲပြရတာပါဒါပါပဲနော်ကျေးဇူးတင်ပါတယ်